တကုံမြို့တိမြောက်ပိုင်းနဲ့မြောက်ဥကလာပါမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ငမိုးရီချောင်းကူတံတားအသစ်ဘုံမူပါဒူစီမန်ကိန်းနဲ့မလို့ကင်းနဲ့တကုံမြို့တိမြောက်ပိုင်း52ရပ်ကွက်ငမိုးရီချောင်းနဘေးရှိမြစ်တာချောင်းကူရွာကနေအိမ်တွေနဲ့ပြောင်းရွှေ့မှုမရှိသေးသူအချို့ဟာမြေအစားရမှသာပြောင်းရွှေ့ပေးနိုင်မယ်လို့ပြောပါရယ်။အဲဒီစီမန်ကိန်းနဲ့မလို့ကင်းနဲ့အင်ဂျင်စုစုပေါင်း60ကျော်ရှိတဲ့နဲ့ပြီးခဲ့တဲ့မေလ14ရက်နေ့မှာအစည်းအဝေးခေါ်ယူကရွှေ့ပြောင်းမှုတတိပေးခဲ့တာကြောင့်အင်ဂျင်60ကျော်ပြောင်းရွှေ့သွားပြီဖြစ်ပါရယ်။ ကျန်ရှိနေတဲ့အင်ဂျီ30လောက်ကတော့ပြောင်းရွှေ့မှုမရှိသေးတာကြောင့်အခုဇူလိုင်လအတွင်းပြောင်းရွှေ့ပေးဖို့အတွက်ဇူလိုင်လ18ရက်နေ့မှာအစည်းအဝေးခေါ်ယူတတိပေးခဲ့တယ်လို့သိရပါဗျ။ဒဂုံမျိုးသစ်မြောက်ပိုင်းနဲ့မြောက်အုတ်ကလာပမြို့နယ်တို့ကိုဆက်သွယ်ထားမှုမှာလက်ရှိနှလန်းသွားတံတားတစင်းသာရှိတဲ့အတွက်ယင်ကြောပိတ်ဆို့မှုတွေဖြစ်ပွားနေတာကြောင့်အဲ့ဒီတံတားရဲ့ဘေးမှာနောက်ထပ်တံတားတစင်းကိုထပ်မံဆောက်လုပ်ဖို့စီစဉ်တာဖြစ်တယ်လို့သိရပါတယ်။တို့တက်လာကြရဲဟလာဦး30ပေါ့30ရှိမှာပေါ့နော်30 31လောက်ရှိတာပေါ့ သူတို့ရဲ့အဓိကဟိုလိုချင်တဲ့အချက်ကခုနမြေပဲပေါ့မြေပြန်ပြီးအစားပေးပါအစားပေးပါဆိုတဲ့နေရာမှာကျွန်တော်တို့ကကျွန်တော်တို့လူမျိုးနယ်အဆင့်ခရိုင်အဆင့်ဆိုတာဟုတ်ကဲ့ကျွန်တော်တို့မျိုးတော်ဝင်အဆင့်လောက်တော့မှမြေပေးလို့မရပါဘူးမြေစီမံခန့်ခွဲပိုင်ခွင့်မရှိပါဘူးဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကတော့ခင်ဗျားတို့တောင်းတဲ့ဥစ္စာကအများစုကလည်းမြေတောင်းတယ်အဲ့တော့အဲ့ဒီတော့ဒီမြေကိုတော့ပေးလို့ရတယ်မရဘူးဆိုတာကတော့ကျွန်တော်တို့ကအထက်ကိုကျွန်တော်တို့ ဆက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ်ဒီဥစ္စာကိုနော်ဟိုဘယ်လိုပြောမလဲဆွေးနွေးပြီးမှသာလည်းကျွန်တော်တို့ကသူတို့ရှယ်နေပြန်တဲ့အတိုင်းကျွန်တော်တို့ကအပေးပါဆိုလဲကျွန်တော်တို့ကရှိတဲ့နေရာလိုက်ရှာအောင်ပါဟုတ်ကဲ့ဒီတကုံမြောက်ပိုင်းထဲမှာလည်းရကြင်မှာလည်းရမယ်တကုံရှေ့ပိုင်းလည်းပြင်ပြင်ဒီတဲ့လည်းဝေးကျင်ဝေးမှာပေါ့နော်ဟိုပေဘလောက်ပေးနိုင်မယ်ဆိုတာလည်းပြောလို့မရသေးဘူးပေါ့နော်လက်ရှိမှာတရားစီမံကိန်းနဲ့ပတ်သက်ပြီးမြောက်ဥက္ကလာဘဘက်မှာလုပ်ငန်းစတင်နေပြီဖြစ်ပေမယ့် တကုံမျိုးသစ်မြောက်ပိုင်းဘက်မှာတော့အပြည့်အဝပြောင်းရွှေ့မှုမရှိသေးတာကြောင့်လုပ်ငန်းမစတင်နိုင်သေးပဲစီမံကိန်းကို2015-2016ဘဏ္ဍာနှစ်မှာအပြီးဆောက်လုပ်ဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့သိရပါဗျ။